င်္ဂလာပါခင်ဗျာအရိယာမြန်မာကနေပြီးတော့အော်တိုဘာလာ28ရက်နေ့ပြပြပုတ်လို့တဲ့ပရမသတင်းကတော့နိုင်ငံတကာနိုင်ငံရဲ့လူကြီးဆိုင်ရာစည်ရင်ချက်လက်များပြည့်စုံမှုဟာ၎င်းနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအုပ်ချုပ်မှုအရေးအသွေးနဲ့နိုင်ငံရေးတည်ငြိမ်မှုတို့ကိုတွယ်ဝိုက်ပြီးညှို့ဆို့ဖော်ပြနေတဲ့ဆိုနိုင်ကြောင်းနိုင်ငံတော်ယာယီသမရကပြောကြားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်နိုင်ငံတကာနိုင်ငံရဲ့လူကြီးဆိုင်ရာစည်ရင်ချက်လက်ပြည့်စုံမှုဟာ၎င်းနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု အုပ်ချုပ်မှုအရေးသွင်းတဲ့နိုင်ငံတည်ငြိမ်ရေးတို့ကိုတယ်ဝိုက်ညွှန်ဆိုဖော်ပြနေတယ်ဆိုနိုင်ကြောင်းတောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့ဤသက်သာရေးကော်မရှင်ဥက္ကဋ္ဌဦးတော်မူကြီးမင်းအောင်နိုင်က2024ခုနှစ်လူ့ရည်နဲ့အိမ်တောင်းရာသကောင်စင်းပြည်တော်စုအစည်းအခမ်းအနားထုတ်ပြန်ခြင်းခန္ဓာသို့တက်ရောက်မှာတကားပြောကြရမှာထက်သင်ပြောကြတယ်လို့သိရပါတယ်နိုင်ငံတော်ယာယီသမ္မတကပါတီတော်ဒီမိုကရေစီဖေရီရေကောက်ပွဲကြီးအောင်မြင်ရေးအတွက်အခြေခံအကြဆုံးဖြစ်တဲ့ မဲဆန္ဒရှင်စင်းရင်ပြေဆုံးမှန်ကန်ရေးဆောင်ရွက်ရမှာယခုသကောင်စင်းရဲ့လူရည်ကိန်းကဏ္ဍများအရအထောက်အကူပြုလျက်ရှိကြောင်းသကောင်စင်းကဖော်ပြရရှိတဲ့ပညာရေးချင်းလိုက် လုပ်ငန်းမျိုးစားလိုက်နေထိုင်မှုပုံစံလိုက်လူရည်ကိုသိရှိရခြင်းအပြင်၎င်းတို့နဲ့ပတ်သက်ပြီးလိုအပ်တဲ့အစီအမံများရေးဆွဲချမှတ်နိုင်ရန်အခြေခံရင်းမြစ်များကိုဖန်တီးပံ့ပိုးပေးနိုင်မှာဖြစ်တဲ့ကဲ့သို့လိုအပ်တဲ့လုံသားအင်အားကိုလည်းလေ့ကျင့်မွေးထုတ်ပေးနိုင်မှာဖြစ်ကြောင်းနိုင်ငံပိုင်ပုဂ္ဂလိကပိုင်း ပြည်ရင်းပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏လုံသားလွယ်ချက်များကိုလည်းအခြေခံပြီးနှစ်စဉ်တက္ကသိုလ်ဝင်ခွင့်နှင့်သမွေးပညာရေးဆိုင်ရာကျောင်းဝင်ခွင့်များနဲ့ပတ်သက်တဲ့နှူးရည်ရာဓာချက်တွက်ချက်ရမှာလည်းအခြေခံအချက်အလက်များဖန်ပြပေးနိုင်မှာဖြစ်သောယခုလုပ်ငန်းခွင့်များတွင်တက်ချမ်းမှုလွယ်သည့်သို့မဟုတ်အရေးသွေးမြင့်တင်လိုသည့်လုံသားများအတွက်စွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်းများကျွမ်းကျင်မှုဆိုင်ရာသင်တန်းများကိုလွယ်သလိုစီမံဆောင်ရွက်ပေးနိုင်မှာဖြစ်သောနိုင်ငံတကာနိုင်ငံရဲ့လူရည်ဆိုင်ရာ စည်းရင်းချက်လက်ပြည်စုံမှုဟာ၎င်းနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအုပ်ချုပ်မှုအရေးအသင်းနဲ့နိုင်ငံတည်ငြိမ်မှုတို့ကိုတွယ်ဝရညှို့ဆို့ဖော်ပြနေတယ်လို့ဆိုနိုင်ကြောင်းနိုင်ငံတနိုင်ငံ၏လူမှုရေးစီးပွားရေးစီမံခန့်ခွဲရေးကိစ္စရပ်များကိုကဏ္ဍလိုက်အချို့ညီညီဖွံ့ဖြိုးတိုးတက်ရေးအခြေခံသုံးပြရလွတ်တယ်အချက်လက်များကို၎င်းစင်းကနေရရှိနိုင်ခြင်းဖြစ်ကြောင်းထို့ပြင်အုပ်ချုပ်မှုဧရိယာအသေးငယ်ဆုံးအဆင့်ထိအချက်လက်များကို၎င်းစင်းများကသာ ပတ်ဖို့ပေးနိုင်ခြင်းဖြစ်ကြောင်းပြောကြားခဲ့တယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုတ်ကတော့မြန်မာနိုင်ငံပေါ်ခွဲခြားဆက်ဆံနေခြင်းကအာဆီယံရဲ့စီးလုံးညီညွတ်မှုကိုထိခိုက်စေနိုင်တယ်လို့မြန်မာကိုယ်စားလှယ်ပြောကြားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။လေးသက်ခုနှစ်ချိန်မြောက်အာဆီယံထိပ်သီးစည်းဝေးနဲ့ဆက်ဆက်ပြီးထိပ်သီးစည်းဝေးနဲ့ခန်းနာများသို့မြန်မာကိုယ်စားလှယ်ဖွဲ့တက်ရောက်နေပြီးအဆိုပါစည်းဝေးများမှာမြန်မာနိုင်ငံပေါ်ခွဲခြားဆက်ဆံနေခြင်းဟာ အာဆီယံရဲ့စီးလုံးညီညွတ်မှုကိုထိခိုက်စေနိုင်တယ်လို့ထောက်ပြဆွေးနွေးခဲ့ကြောင်းနိုင်ငံသားယူဝင်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။၄၈ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးနဲ့ဆက်ဆက်ထိပ်သီးစည်းဝေးများသို့တက်ရောက်ရန်အတွက်မလေးရှားနိုင်ငံသို့ရောက်ရှိနေတဲ့မြန်မာကိုယ်စားလှယ်ဖွဲ့ဟာအော်တိုဘားလ26ရက်မှာပြည်ညာချက်လက်မှတ်ရေးထိုးပွဲခန်းနာ58ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးမျက်နှာစုံကြီး73ကြိမ်မြောက်အာဆီယံအမေရိကန်ထိပ်သီးစည်းဝေး28ကြိမ်မြောက် အာဆီယံဂျပန်ထိပ်သီးစည်းဝေး22ကြိမ်မြောက်အာဆီယံအိန္ဒိယထိပ်သီးစည်းဝေး58ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးတည်သတ်မှုကိုတက်ရောက်ခဲ့ပါတယ်။အစည်းအဝေး၌မြမကိုယ်စားလှယ်ခေါင်းဆောင်ဟာအာဆီယံတိုင်ဝမ်ထူထောင်ရာမှာအာဆီယံတိုင်ဝမ်မန်နိုင်၃ရက်ကြာအပြန်လန်ဆက်သွယ်မှီခိုနေတဲ့အတွက်ကြံ့ကြံ့ခိုင်ပြီးပြည်တွင်းစမ်းသပ်မှုများနဲ့အလှည့်များဖွံ့ဖြိုးတိုးတက်တဲ့အာဆီယံတိုင်ဝမ်တို့အပြုသဘောဆောင်တဲ့ဇင်းညံတစ်ခုဖြစ်ရည်တည်ဆောင်ရွက်သွားမှာဖြစ်ကြောင်းဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံရေးကိစ္စနဲ့ဆက်နင်းပြီးမြမကိုစလဲအဖွဲ့ခေါင်းဆောင်ကမြန်မာနိုင်ငံဟာပြည်တွင်းတည်ငြိမ်အေးချမ်းရေးအကြမ်းဖက်မှုများရပ်တန့်ရေးပတ်စုံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းမကြာမီကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲဟာစစ်မှန်ပြေဝါသောပါတီစုံဒီမိုကရေစီနိုင်ငံထူထောင်ရေးအတွက်လမ်းကြောင်းတစ်ခုပင်ဖြစ်ကြောင်းနဲ့နိုင်ငံတော်အစိုးရအနေဖြင့်တိုင်းပြည်နဲ့ပြည်သူများကိုကာဝယ်ဆောက်ရှောက်သွားမှာဖြစ်ကြောင်းဆွေးနွေးပြကြခဲ့တယ်လို့သိရပါတယ်။ထို့ပြင်အာဆီယံအခြေခံမှုများကိုစန့်ကျင်လျက် မြန်မာနိုင်ငံပေါ်ခွဲခြားဆက်ဆံနေခြင်းဟာအာဆီယံစည်းလုံးညီညွတ်မှုကိုထိခိုက်စေနိုင်တယ်လို့၎င်းက ထောက်ပြဆွေးနွေးခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အခုဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံဖြစ်စဉ်မှာမှတ်သားတဲ့ highlight သတင်းတွေပဲဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြကျမ်းမာရှင်းလန်းကြပါစေခင်ဗျာ။